ကုမြို့နယ်အောင်ဖုံးပြည့်ဘုံကြီးเจ้ามาဖြစ်သွားတဲ့ဖြစ်စဉ်ပေါ့เนาะเจ้าနိုင်ဘုံကြီးဟာတက္ကမရှိရနေပြီးတော့အသွေးသားဆန္ဒအရာအတ္တမကျူးလွန်ဖို့အတွက်အတင်းအတ္တမကြံစီတယ်မအောင်မြင်တဲ့အတွက်တက္ကမကငင်းဆန်တဲ့အတွက်ဓာတ်နဲ့ရရဆက်ဆက် ဖြစ်စင်ပေါ့နော်ပုံနဲ့အမျိုးသမီးကတော့သူမရဲ့အသက်ကိုအရှက်နဲ့လဲတော်တဲ့အမျိုးသမီးပေါ့နော်သူကဒီဖျားတကအကြောင်းတကတိမ်တကအလှမကြီးပေါ့နော်အဲ့ဒါကမှအကြောင်းတိုင်းဖုန်းကြီးကနေအာရမပြုချင်းဖို့ကြံတာကိုအမျိုးသမီးကထွက်ပြေးတဲ့အခါကျတော့နောက်မှမှမျိုးအီမိုခီကြီးချင်တဲ့ကျိုးလိုက်ပါအဲ့ဒီနေ့တစ်ဆယ်မြင့်တရင်လေးရလိုင်းမှာအယောင်မှာနာမည်ကြီးနေရန်ကုန်တိုင်းလှေကူးမြို့နယ်ကကျောင်းနိုင်ဆရာတော်ကြီးတပါသူ့ရဲ့တက္ကမအရင်ကိုပေါ့နော်ဒီအာရမပြုချင်းဖို့လှုပ်ကြံရဒီမအောင်မီနဲ့အတွက်ကျောင်းတက္ကမအရင်ကိုပေါ့နော်ဒီဓာတ်နဲ့ ကြက်လိုက်တဲ့သတင်းလေးပေါ့ဒီသတင်းလေးရဲ့နောက်ကွယ်ကအကြောင်းရင်းအပြည့်စုံကိုတော့ပြောပြတင်ဆက်ပေးထားတဲ့ဘီဖိုင်လေးဒီဖိုင်လေးကျွန်တော်မျိုးပြသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘုသူရရဲ့အနေနဲ့ပြန်လည်ဝင်မှတ်တင်ဆက်ပေးခြင်းဖြစ်တယ်ဒီဘီဖိုင်လေးကတော့ဒီတမိရှိတဲ့မိပါတိုင်းကြည့်တင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ဒီဖိုင်လေးဆက်လိုက်ရအောင်ဒီဖြစ်စဉ်ကတကယ်ဖြစ်သွားတာဗျရန်ကုန်တိုင်းလက်ကူမြို့နယ်အောင်ဖုံးပြည့်ဘုံကြီးကျောင်းမှာဖြစ်သွားတဲ့ဖြစ်စဉ်ပေါ့နော် ဖုန်းကြီးကကျောင်းနိုင်ဖုန်းကြီးကတက္ကမရှိရနေပြီးတော့အသေးသားဆန္ဒအရာအတ္တမကျူးလွန်ဖို့အတွက်အတင်းအတ္တမကြံစီတယ်မအောင်မြင်တဲ့အတွက်တက္ကမကငင်းဆန်တဲ့အတွက်ဓာတ်နဲ့ရရဆက်ဆက်ခေါ်နော်ဒီတက္ကမကဒီကျောင်းမှာတိမ်နေရောကားတွေပေါ်သူလှူပြီးတော့မှဒီကျောင်းမှာသူလှူခွဲပစ္စည်းတွေအများကြီးလှူထားတဲ့တက္ကမလို့ပြောလို့ရတယ်ဒါပေမဲ့လူဆိုတာအသေးသားရှိတဲ့အတွက်ဘယ်သူ့ကိုမှယုံကြည်လို့မရဘူးဗျဘာသာရေးခေါင်းဆောင်တယောက်က ပြောဖို့လာကျွန်တော်ကြားဘူးလေ။ဘာပြောလဲဆိုလို့ရှိရင်သာသနာတခုကျေပြန့်ဖို့ရန်အတွက်အတဲ့အဆောက်အဦတွေအဆောင်ရောင်တွေကအဓိကမကြပါဘူးတဲ့။ဒီသာသနာကိုကျေပြန့်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ကိုရှင်တရားကအဓိကကြပါတယ်တဲ့။ဒါသင်္ကန်းသာယူစရာအချက်ပေါ့နော်။ကဲဟုတ်ပြီ။ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အဓိကညွှန်ပြချင်တာမဟုတ်ဘဲနဲ့ဒီတည်င်းဟာဘာသာရေးကိုလုံဆောင်နေတဲ့လူတွေရဲ့လက်ထဲကိုရောက်သွားတဲ့အခါမှာဒီတည်င်းကအတင်းဖြစ်သွားတယ်ဗျ။ ဟောဒါကတတိပြုဖို့အတွက်ဖြစ်တယ်အခု social media တွေပေါ်မှာ TikTok တွေပေါ်မှာဟောလူတွေကတချို့အတွေးခေါ်ဉာဏ်ရည်နှိပ်ပါတဲ့လူတွေကဟောတချို့တွေကတည်းအတင်းချင်းပြောပြီးတော့မှဟောတွေ့လားဒီဘာသာကဒီလိုဖြစ်နေတယ်လို့ပြောတဲ့အရာကိုတချို့ဉာဏ်ရည်နှိပ်ပါတဲ့လူတွေကဟုတ်တယ်ဒီဘာသာကဘလို့ဖြစ်တယ်ဆိုပြီးတော့မှဟောရေးသားကြတယ်ဗျအဲ့တော့ကျွန်တော်ပြောချင်တဲ့အရာဘာလဲဆိုဒီလိုကျူးလို့မဟုတ်ဘူးဆိုတာကဗုဒ္ဓဘာသာဖုံးကြီးမှမဟုတ်ပဲနဲ့ခရိယန်တွေရောကျန်တဲ့ဘာသာအသီးသီးမာတွေရောရှိရဲ့ဗျအဲ့တော့ လူတယောက်မကောင်းတဲ့အရာကိုတယောက်ကိုပြောပါအများကိုမပြောပါနဲ့ဟောတချို့တွေညံရည်နှိပ်ပါမှုကတော့ပါလေတွေးထိုးလှုပ်ဆော်သူတွေရဲ့ဒူပိုရီမာအောက်မှာစာရီလိုက်ရေးပြီးတော့မဟုတ်တဲ့ဒီကောင်ဒီလိုဖြစ်တယ်ဒီဟာဒီလိုဖြစ်တယ်လိုက်ပြီးတော့မရှိရဒါတွေကိုတတိချက်ပါဘာဖြစ်လို့ဆိုရင်ဒီဒီဘာသာမှာဒီပုဂ္ဂိုလ်မကောင်းရင်ဒီပုဂ္ဂိုလ်ကိုပြောပါဟိုဘာသာမှာဟိုပုဂ္ဂိုလ်မကောင်းရင်ဟိုပုဂ္ဂိုလ်ကိုပြောပါတချို့လူမျိုးကြီးမှလည်းရှိတယ်ကချင်မကောင်းရင်ကချင်ပြောပါချင်းမကောင်းရင် ချင်းကိုပြောပါဒါပေမဲ့လူမျိုးကိုပြောခိုင်းတာမဟုတ်အဲ့မကောင်းတဲ့သူတယောက်တည်းကိုပြောပါရခိုင်မကောင်းရင်ရခိုင်ပြောပါဗမာမကောင်းရင်ဗမာကိုပြောပါဒါပေမဲ့လူမျိုးကိုပြောခိုင်းတာမဟုတ်ဒီပြစ်မှုကျူးလွန်တဲ့လူပုဂ္ဂိုလ်တယောက်တည်းကိုပြောခိုင်းတာဖြစ်ပါတယ်အဲ့တော့နေရာတိုင်းမှာ ကောင်းတာရှိတယ်ဆိုးတာရှိတယ်ဘာသာရေးတစ်ခုမှလည်းအဲ့လိုပဲကောင်းတဲ့သူတွေကောင်းအောင်လုပ်နေတဲ့သူတွေအများကြီးရှိတယ်ကြာဘယ်ဘာသာမဆိုအများကြီးရှိတယ်မကောင်းအောင်လုပ်တဲ့သူတအူးတယောက်ရှိတယ်အဲ့မကောင်းအောင်လုပ်တဲ့သူတအူးတယောက်တည်းကိုပဲပြောပါလို့ ဘာမဖြစ်သေးမဖြစ်ထိုက်တဲ့ဇကားတွေအငင်းပွားမှုအငင်းပွားမှုတွေအခုဒီဖြစ်စေမှာဆိုလို့ရှိရင်တချို့လို့ဆိုလို့ရှိရင်အောက်မှာကွန်မန့်တွေရေးတယ်ဟောမကောင်းတဲ့ကွန်မန့်တွေရေးတယ်ဟောဘယ်ဘာသားဘယ်လိုဘယ်ဘာသားဘယ်လိုပြဒါတွေကအရန်ညံရည်နှိပ်ပါပြီးတော့မှအတွေးခေါ်နှိမ့်ကြတဲ့သူတွေရဲ့ပြောတဲ့ဇကားဘာမှမဟုတ်အယေမရအဖက်မရဒီဇကားနိုင်လူချင်းတဲ့သူတွေရဲ့နားထဲကိုရောက်သွားတဲ့အခါမှာဇကားနိုင်လူချင်းတဲ့သူတွေရဲ့အမြင်ကိုရောက်သွားတဲ့အခါမှာမဟုတ်ကဟုတ်ကတွေရေးတယ် တယောက်နဲ့တယောက်ဟိုမနာလိုဘုံဘုံတိမှုတွေဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီလိုမျိုးဟာဗုဒ္ဓဘာသာแท้มาပဲမဟုတ်ခရိယန်แท้มาလည်းဖြစ်တယ်ဟိန္ဒူแท้มาလည်းဖြစ်ဖြစ်မယ်မွတ်စလင်แท้มาလည်းဖြစ်ဖြစ်မယ်ဘယ်ဘာသာမှာမှလူတိုင်းအကုန်လုံးကကောင်းတာမဟုတ်ဘူးကောင်းတဲ့သူ အများရှိတော့လေမကောင်းတဲ့သူတယောက်ရှိရင်အဲ့တယောက်တည်းကိုပဲပြောပါလူတိုင်းဟာအသွေးအသားနဲ့တိဆောက်ထားတဲ့တိဆောက်ထားတာဖြစ်တဲ့အတွက်ဘယ်သူမဆိုမှားယွင်းနိုင်ပါတယ်လို့ဘယ်ရာမဆိုအပြုတ်သဘောနဲ့ကြည်ပါ လူတိုင်းအကုန်လုံးဟာမကောင်းနိုင်သလိုအကုန်လုံးဟာလည်းပြစ်မှုကျိုးနေတာမဟုတ်ဘူးဖြစ်တဲ့အတွက်မကောင်းတဲ့တယောက်တည်းကိုပြောပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျာကြည့်ကျွန်တော်ရဲ့ပြောပြချက်လေးကိုလည်းတနေ့တန်လိုက်ရင်ရှယ်လေးလုတ်ပေးကြပါဦးလို့ ီပုံနဲ့အမျိုးသမီးကတော့သူမရဲ့အသက်ကိုအရှက်နဲ့လဲသွားတဲ့အမျိုးသမီးပေါ့နော်သူကတော့ဒီဖျားတကာအចောင်းတကာတိမ်တကာအလှမကြီးပေါ့နော်အဲ့ဒါကမှအចောင်းတိုင်းဖုန်ကြီးကနေပြီးတော့အာရမပြုချင်းဖို့ကြံတာကိုအမျိုးသမီးကထွက်ပြေးတဲ့အခါကျတော့ဒီအចောင်းတိုင်းဖုန်ကြီးကနေပြီးတော့ဓာတ်နဲ့မတိမချင်း15ချက်လောက်ခုတ်တက်ခဲ့အောင်ခံခဲ့ရတဲ့အမျိုးသမီးဖြစ်တယ်ပေါ့နော်ဖြစ်စဉ်ကကျတော့ဒီအចောင်းတိုင်းဖုန်ကြီးပေါ့နော်ဒီဖုန်ကြီးအចောင်းမှာကဒီ တကမာကြီးပေါ့နော်ဒီအမျိုးသမီးရဲ့အမေကနေတာဖြစ်တယ်အဲ့ဒါအကုန်မှာကြောင်းနိုင်ဖုန်ကြီးကအဲအမျိုးသမီးရဲ့အိမ်အထိကိုတွားပြီးတော့မှအမျိုးသမီးရဲ့အမေနေမကောင်းလို့ပါအကြောင်းတိုက်ခဲ့ပါအောင်ကြည်ပါအောင်ဆိုပြီးတော့မှလိန်ပြီးတော့တွားခေါ်တယ်ပေါ့နော်အမျိုးသမီးရဲ့အမေကလည်းအမျိုးသမီးကလည်းသူ့ရဲ့အမေကျမ်းမာကြီးမကောင်းဘူးဆိုတော့အကြောင်းလိုက်သွားတယ်လိုက်သွားတဲ့အခါမှာကျောင်းမှာဆိုလို့ရှိရင်ကိုရင်လေးတွေအကုန်လုံးကိုလည်းသူကစွန့်ခံထွက်ခိုင်းထားတယ်ဒီကပိရရဲ့ဘာကြီးဆိုလို့ရှိရင်လည်းစွန့်ကြိုက်တွားယူဖို့အကုန်လုံးလွှတ်ထားတယ်လူရှင်းထားတယ်ပေါ့နော်အကြောင်းလည်းရလည်းရောက်ကောအကြောင်းတော့ ောက်ပိတ်ပြီးတော့မှမျိုးသမီးရောအဲ့လိုမျိုးကြံစီရဲကြံစီရောအမျိုးသမီးကထွက်ပြေးရဲပေါ့နော်ထွက်ပြေးတဲ့ခါမှာအဲ့လိုထွက်ပြေးရအောင်မလားဆိုပြီးတော့မှဓမ္မနဲ့ပေါ့နော်25ချက်ပြရတယ်ပေါ့နော်အဲ့တော့ ဲ့လိုဖြစ်စဉ်မျိုးဆိုတာလေကျန်တဲ့သတင်းမီဒီယာရဲ့နဲ့မတူဘဲနဲ့အရန်ကိုခေါင်းကျိစီရကောင်းတဲ့သတင်းလို့ပြောလို့ရတယ်ရှင်เนาะဒါဟာသာသနာကိုညှိုးနှမ်းစေတဲ့အရာဖြစ်တယ်ပေါ့နော်ယနေ့ခင်မှာလေမကောင်းတဲ့သူတွေကလည်းသူတို့ကိုသူတို့ကောင်းဟန်ဆောင်ဖို့အတွက်ဒီလိုသာသနာရဲ့အယူခြုံနဲ့ဖရာကြီးကိုခြုံနေပေါ့နော်ဖရာကြီးကိုခြုံရင်သူတို့အရာရာလုပ်လို့ရတယ်သူတို့ပေါ့ပေါ့နေပေါ့ပေါ့စားလို့ရတယ်သူတို့လွယ်လွယ်ကူကူနေလို့ရတယ်ဆိုပြီးတော့မှဒီလိုမျိုးတွေလောက်လာကြတယ်ပေါ့နော်ဒါသာသနာကောင်းကိုအရန်ညှိုးနှမ်းစေတယ်ဒီ လိုလူမျိုးတွေကိုဒီလိုလူမျိုးတွေရှိနေတဲ့အတွက်ကြောင့်မလို့တခြားသောဒီသာသနာတွေကိုထိခိုက်စေရပေါ့နော်ဒီလိုယုံကြည်မှုတွေနမ်းပါစေတယ်ရော ရောနေစေတယ်အဲ့တော့ဒီလိုလူမျိုးတွေကိုထိထိရောက်ရောက်အေးယူတင်နေအေးယူပြီးတော့မှဒါမျိုးတွေထပ်မဖြစ်အောင်လို့လည်းပေါ့နော်အဲတတ်နိုင်သမျှသာသနာရေးရမှာလဲဒါစီစစ်ဖို့လိုသွားတာပေါ့နော်အခုနောက်ပိုင်းတခြားတည်င်းနေနဲ့ရှင်လာမယ်ဆိုဒါကြီးကလုံးဝမဖြစ်တဲ့တည်င်းပဲလीနော်ဒါမျိုးက မကောင်းနဲ့မတမာတဲ့သူတွေကသူတို့အနေစားချောင်ဖို့အတွက်သာသနာကိုအတုံးချတယ်လို့ပဲဥမာကတော့မြင်နေတာကိုကြည့်ပြီးတော့လေသူတို့အတုံးချကြအရာတစ်ခုလိုမျိုးသူတို့လုပ်သွားတာဖြစ်တယ်ဒါဟာတကယ်ကိုမြန်မာလူမျိုးတွေအတွက်ကစိတ်ထိခိုက်စရာအရာပဲစိတ်မကောင်းစရာအရာပဲရင်းနဲ့လုံးဝမကြည့်ဘူးသူများနိုင်ငံကသိပါမယ်ကြားသွားမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့သာသနာရေးရာဟာဘာမှအတုံးမဝင်တော့တယ်လို့ဖတ်စေလို့မရတဲ့အထီးပေါ့နော်မြင်သွားတွေ့သွားစီတယ် အဲ့တော့ဒါဟူသာသနာရေးရာအနေနဲ့ပေါ့နော်တက်နိုင်တော့တက်နိုင်သမျှအရေးယူပြီးပို့တော့လိုအပ်ပါတယ်ဒါမျိုးလေးတွေနောက်နောက်နောက်မှဖြစ်ဖို့အတွက်ကိုတေချာစီစစ်ပြီးတော့မှာပေါ့နော်လို့ဖို့အတွက်လိုအပ်လာပြီလို့တော့ဟိုမှာထင်တာထင်ပါတယ်ပေါ့နော်ဒါဟိုမှာရထင်မြင်ချက်ကိုပြောတာပါဟိုမှာအခုပြောတဲ့စကားကြီးတွေမှာအမှားလေးတွေပါခဲ့ရဆိုလို့ရှိရင်တော့ဟိုမှာတောင်းပန်ပါဟိုမှာတောင်းပန်ထားပါတယ်ပေါ့နော်ဒါကအမျိုးသမီးတဦးနေနဲ့ဖြစ်သွားတာရောမြန်မာနိုင်ငံနေနဲ့ဖြစ်သွားတာရောတော့ရှင်နဲ့ဘလို့မှမကောင်းလို့ပြောချင်းဖြစ်ပါတယ်နော် မနေ့ကမေလ24ရက်နေ့မှာအမင်းသမီးဟီဝင်းဖြူရဲ့အမေရဲ့ဝိုင်းရင်တယုံဆောင်ခြင်းအနီခန်အနီဒေါခင်တောင်းဝင်းပေါ့နော်ဆုံးသွားတဲ့အပေါ်မှာတချို့သတင်းမီဒီယာတွေကနေပြောမဟုတ်ကဟုတ်ကတပုတ်လေလွန့်ပေါ့နော်သတင်းတွေကိုဖြန့်ကြတယ်အဲ့ဒီဖြန့်တဲ့သတင်းတွေကတော့ဒီအနီခင်တောင်းဝင်းကပေါ့နော်သူ့ရဲ့နေအိမ်မှာဆုံးသွားတာ2ရက်3ရက်လောက်ရှိပြီဒါကိုဘယ်သူမှမသိဘူးပေါ့နော်ဘေးပတ်ဝန်းကျင်ကအပုံနဲ့နေရတော့မှရဲတွေကိုအကြောင်းကြားလို့သိရတာပါဆိုပြီးတော့အဲ့လိုမျိုးတပုတ်လေလွန့်သတင်းတွေကိုဖြန့်တယ်အဲ့ဒီဖြန့်တဲ့ပုံမှာအမင်းသမီးဟီဝင်းဖြူကနေပြီးတော့ပြန်ပြီးတော့ဖြည့်ရှင်းချက်အနေနဲ့သူမရဲ့အမေကအဲသွေး တို့ယောဂအသည်ဖြစ်ပြီးတော့အခုဖြစ်စင်မှာသွေးတအားစောင့်တက်ပြီးတော့အဆုံးပါသွားတာဖြစ်တယ်ပေါ့နော်သူများသူမရဲ့အမိကဒီအဲ့ရတဲ့လဲနေရလောက်တဲ့အထိယောဂဝေဒနာကြီးကြီးမားမားပါတခုမှမရှိဘူးပေါ့နော်အဲ့လိုမျိုးနှစ်ရက်သုံးရက်လောက်တည်နေတာကြာပြီးတော့မှအပေါင်းနဲ့နေထွက်နေလို့အဲပုံနဲ့နေထွက်နေပါပြီဆိုပြီးတော့ဗာပြီးလို့မှပြောရတာလဲပေါ့နော်သူကအဲ့လိုမျိုးလေးတွေရေးတင်လာတယ်ပြီးတော့မိသားစုအနေနဲ့အခုလိုမျိုးအရန်စိတ် ဟွာဖြစ်နေတဲ့အချိန်ပေါ့နော်ဆုံးသွားတဲ့သူလည်းအကောင်းရမွန်ရအောင်အေးစစ်စစ်သွားလို့ရသွားလို့ရအောင်ဒီလိုမဟုတ်တဲ့သတင်းတွေကိုမဖြန့်ချဖို့ပြီးတော့သတင်းမီဒီယာတွေအနေနဲ့သူတို့စီကိုလာပြီးတော့အင်တာဗျူးရမျိုးလေးတွေမလုပ်ဖို့အတွက်ကိုသူ့ဘက်ကရေးပြီးတော့တင်ထားတယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ငါပြောချင်တာကလေဟုတ်တယ်တချို့သတင်းမီဒီယာတွေကလေမဟုတ်ကဟုတ်ကသတင်းတွေကိုတင်တာရှင်းနော်ဟုတ်တာလည်းမဟုတ်ပဲနဲ့လေ သူတို့ကသူတို့တပုတ်လေလွှင့်ပေါ့နော်အဲသူတို့ရဲ့ဒီ account တွေ follower တွေရဖို့ like တွေရဖို့ view တွေရဖို့ဆိုပြီးတော့မဟုတ်ကဟုတ်ကတွေ shout တင်နေเนาะအဲ့လိုမျိုးသတင်းမီဒီယာ page တွေတူမှာတွေ့လာပြီဆိုလို့ရှိရင်မဟုတ်တော့နေလေတခါလေး report တွေထုတ်ပြီးတော့မှဖြတ်ချပြီးတင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကလူတွေရှိကိုမှန်ကန်တဲ့သတင်းတွေကိုရအောင်ပို့တာမဟုတ်ဘဲနဲ့မဟုတ်ကဟုတ်ကနဲ့မမှန်ကန်တဲ့သတင်းတွေစီကိုရအောင်ပို့နေတာဖြစ်တဲ့အတွက်လူတွေအနေနဲ့မှန်ကန်တဲ့သတင်းတွေကိုလည်းမသိရဘူးပေါ့နော်။ဒါမျိုးတွေက ဟိုသူတို့အနေနဲ့ကတော့ဒီမင်းသားမင်းသမီးတွေဆိုပြီးတော့သူတို့ကဒီ attention တွေ share ပြီးတော့မင်းသားမင်းသမီးတွေရဲ့သတင်းတွေကိုဒီလိုမျိုးဖြန့်လိုက်မယ်ဆိုလူစိတ်ဝင်စားမှုများတယ်ဆိုပြီးတော့မှအတွေးလေးတစ်ခုနဲ့လောက်တယ်ဆိုပေမဲ့တစ်ဖက်မိသားစုဝင်မှာသူတို့အနေနဲ့ဒီနိုင်ကိုဖြတ်ချင်းလငယ်ဖြူဖြူဖြတ်ဖြတ်မိဘကိုဆုံးရှုံးရတာကတမျိုးဒီလိုဘောက်ကောက်ကတဲ့ဘုတ်လေးလေးတွေကိုဟိုဘာဖြစ်ရတာတမျိုးနဲ့ဆိုတော့ကိုချင်းစာကြီးပေါ့နော်အဲ့ဒီသတင်းမီဒီယာတွေတင်နေတဲ့သူတွေရဲ့မိသားစုဝင်တွေအဲ့လိုများဖြစ်သွားမယ်ဆိုလို့ရှိရင်နော်ဘလူးနေမ ဟုတ်ကဲ့ပါမျိုးလေးကျွန်တော်ပြပိုင်းတစ်လျှောက်ပါပဲဒီပိုင်းလေးတွေကတော့အခုတလောလိုင်းမှာတော်လေးမှနာမည်ကြည့်ပြီးတော့လူပြောများနေတဲ့ဝေဖန်ခံမှုတွေလည်းမြင့်တက်နေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့မျိုးရိုးလာရောက်တိဆက်ပေးခြင်းဖြစ်တဲ့ဒီဝင်လေးပတ်သက်ပြီးတော့မျိုးရိုးရဲ့ digital team message တွေလည်းကျွန်တော် comment မှာ message ပေးကြလို့ရတယ်။ဒီ channel နဲ့ဘူးသက်ရတဲ့အကြောင်းနဲ့ silly တင်းတွေကိုမြင်ရင်တိဆက်ပေးမှာမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ဒီ channel level လေးကိုပါနှိပ်ခဲ့ပေးဖို့တောင်းဆိုနေပါတယ်။ကျွန်တော် channel အပဲကြည့်ရှုတူတရားချင်းနဲ့ကျေးဇူးများတင်ပါတယ်။နောက်ထပ်ပြီးတော့ပြန်ဆောင်ရမယ်။